ျော်တာတော့အတိုင်းမတီးပေါ့နော်မိကက်ဆရာတွေကအများကြီးအများကြီးတဲမှာကိုယ်ရွေးချယ်လိုက်တယ်ဆိုကြတဲ့ကိုကအရန်ဂုံယူနေရတာပေါ့ဘလို့လူတန်းစားဟာပဲရွေးရွေးကျွန်တော်ကပျော်တယ်အဲနောက်တစ်ခါကျတော့ကျွန်တော်ရွေးချယ်ကြတယ်ဆိုတော့ခုနလိုပေါ့ကျွန်တော်တို့ကဒီ TikTok မှာကအရှိရှိမှလည်းကျွန်တော်အနုမြန်လုပ်ငန်းတွေလုပ်ထားတာရှိတော့အချိန်လေးကလည်းကောင်းတယ်အဲ TikTok ရိုက်ကူးရေးတဲမှာလည်းကျွန်တော်တို့ကပျော်တက်ဆိုတက်တဲ့ထဲမှာပါတော့အဲ ဒီအလူမတွေကတော့အဓိကပုံပြီးစိတ်ဝင်စားကြတာပေါ့နော်သူတို့တမီးတွေဆိုလဲလူငယ်ဆိုတော့လူငယ်အချင်းချင်းဆိုတော့ပြောလို့ဆိုလို့ကောင်းမယ်ပေါ့အရှိန်အဝါးကြီးတစ်ခုမဖြစ်နေဘူးပေါ့မိသားစုလိုတိုင်ပင်ဆွေးနွေးလို့ရတော့ပွင့်လင်းနေအဲနောက်ဆိုရှယ်မီဒီယာပေါ်မှာခစ်စားတယ်ဆိုတော့အနေနဲ့ပေါ့ကျွန်တော်စီကိုရွေးချယ်ကြတာပါတကယ်လဲအခုနောက်နှစ်အတွက်ကိုနော်တော်လာဆိုပွဲတွေကများနေရလေညတင်ပါအောင်နှစ်ပွဲရရက်တိုက်နေရအတိုက်တာတပွဲကကျွန်တော်နဲ့ပြင်ချင်လို့ဆိုပြီးအခုတို့ရက်ပြန်ရွေးနေကြတယ်လို့သိရပါတယ်ခင်ဗျာမင်္ဂလာပါတားရီမင်္ဂလာပါခင်ဗျာ ဒီငလင်ပြီးမန္တလေးမှာပေါ့နော်ဒီလူမိသားဓမ္မပြောင်းနေတဲ့အခက်ခဲတွေလည်းဘယ်လိုကြံလဲရှင်းတမ်းမှုစူးစမ်းနေရငလင်ကတော့ဒါတနိုင်ငံလုံးမြို့တော်များများထိခိုက်တာဆိုတော့ကျွန်တော်တို့ကလည်းအဲပျက်စီးဆုံးရှုံးမှုထဲမှာပါတယ်ပေါ့အဲကိုကိုတိုင်းလည်းထိခိုက်တယ်အဲကိုထက်ဆိုတဲ့လူတွေလည်းရှိတဲ့အခါကျတော့ကျွန်တော်တို့တော့အခုပြန်လဲထူထောင်ရေးကာလမှာပေါ့မိတ်ကပ်ပစ္စည်းတချို့ပြန်ဝင်ရတယ်အခုအိမ်လေးတွေဆိုပြန်ပြင်ရတယ်ပေါ့အိမ်မင်းတဲ့ခါမှာအဲ့လိုပဲကုန်ရစိတ်လေးတွေတက်လာတော့အခက်အခဲလေးတွေရှိတယ်အ ပွဲတွေကလည်းနည်းနည်းကျဲသွားတယ်ပေါ့အဲပွဲတွေကျဲတော့တဲ့ကာလမှာကျွန်တော်တို့ကအရှိအရှိမှစုထားတာလေးတွေကိုထုခွဲရောင်းချပြီးတော့မှအဲအခုလောလောဆယ်ပြန်နေထောင်ရေးကာလမှာအသုံးပြရတယ်အသုံးပြရတယ်လို့ကိုထက်ခက်ခဲတဲ့လူတွေမိရပြည်သူတွေနောက်တိလရှင်တွေဆရာတော်ဘုရားကျောင်းတွေလည်းကျွန်တော်တို့တအားတရွေ့ခဏခဏသွားပြီးလူရပါတယ်လို့ဟုတ်ကလာအတူတူမှာပေါ့နော်အောင်းမြင်မှုပိဋကတ်တွေလက်ခံအားပေးမှုများတာဘာကြောင့်လဲ အဲ့အဲ့ဒါတော့ကျွန်တော်အမြဲတမ်းစစ်တုံးတဲ့အချက်၅ချက်ပေါ့နော် စေတနာကောင်းတယ်ဝန်ဆောင်မှုကောင်းတယ်ပစ္စည်းကောင်းတုံးတယ်ဈေးနှုန်းတင့်တယ်လက်ရကောင်းတယ်ပေါ့အဲဒီ၅ချက်ကစုံစည်းနေတဲ့အတွက်ကျွန်တော်တို့အချိန်တိုလို့တဲ့မှာအပွဲတွေအများကြီးပြင်ရတယ်ဒီလိုအောင်မြင်မှုရတဲ့ make up ဆရာတွေမှပါလာတယ်လို့တော့ကိုကိုကိုတုံးတက်ပါတယ်နောက်တစ်ခုကတော့ဒါအနန္နောနာင၅ပါးခင်မွန်းကြီး၁၀ပါးရဲ့ကျေးဇူးကြောင်းပေါ့နော်မိဘပေါ့လေတည်တက်တဲ့အဲဆရာသမားတွေပေါ့လေတက်နိုင်သလောက်ကာရဝပြုတယ်ပေါ့နော်ကိုကိုကူညီခဲ့တဲ့ခင်မွန်းကြီး၁၀ပါးအပေါ်လေကျွန်တော်တို့ကအမြဲလိုအပ်တာလေးပြန်ဖြည့်ဆည်းဖို့အတွက် ဲစောင့်ကြည့်နေတာပေါ့နော်ကိုထက်ပြည့်စုံရတယ်ဆိုပေမဲ့လေကိုဘယ်နေရအကူညီပေးလို့ရမလဲဆိုပြီးအမြဲတမ်းဖြည့်ဆည်းပေးခြင်းနဲ့စိတ်နဲ့လှုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်တိုင်းကတော့အဆင်ပြေသွားတယ်ခင်ဗျာဟုတ်အဓိကတော့အမေပေါ့နော်အမေကကြတော့ကျွန်တော်ကိုအကဆရာစီမှာအကတွတ်တင်ခိုင်းတာတွတ်တင်ခိုင်းနေအခုအကဆရာက ကျွန်တော်အခုဒီ၄၅၆လရှိကျွန်တော်အိမ်မှာခေါ်ပြီးတော့ကျွေးမေးပြုစုထားတာလေအကဆရာက make up ဆရာဖြစ်နေတယ်ဗောနော်အဲ့တော့အောင်မြင်တဲ့ make up ဆရာဖြစ်တော့သူနဲ့ like ကိုရင် like ကိုရင်နဲ့ make up လောကတွေကိုရောက်လာတာကံကောင်းချင်တော့ကို့အမေကလည်းចောင်းဆရာမဆိုတော့ဆရာမရဲ့အချိန်မှာရှိတော့ဆရာမသားဆရာမသားလိမ့်တာလှတယ်လှတယ်ဆိုတဆင့်တဆင့်နဲ့ ုချိန်ထိကျွန်တော်တို့ကဟိုနာမည်ကောင်းရတာများတယ်ဗောနော်နာမည်ပြက်ကတော့မရှိသလောက်နည်းတယ်ဗောအဲ့တော့ကောင်းတာတွေကြီးပဲဖြစ်လာတဲ့အတွက်ကြောင့်မို့လို့အဲပို့ပြီးအောင်မြင်လာတယ်လို့ထင်ပါတယ်အဓိကတွန်းပို့တဲ့အကြောင်းကြီးကတော့ကိုယ့်ရဲ့အမေပဲဗောနော်လူတွေလူတွေလာပြီးရင်နာအောင်မြင်သူမှာအလားတွေပြင်မှာသင်ပြောမနေဘူးနန်းစံချင်းလားအောင်မြင်သူမှာအလားတွေပြင်မှာ Chi so မုံကတာတွေချေမုံမိမှာပါနှစ်ခါလေးလောပြောင်းပြမြေဝလေးဟာဆုံးမြတ်ဘုကောင်းလေးဒီမင်းရောက်လာအောင်မြင်သူလေးမိတ်ကပ်ဖို့ပေးပါ